့များအားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးပါရမယ်။နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်ချက်များအရပင်လယ်ပင်လယ်အော်အခြေအနေမှာပင်လယ်ပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင့်တင်မှာတိမ်ထူးထက်နေကကြံပင်လယ်ပင်လယ်အော်တို့မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပါတယ်။ ယနေ့ညနေထိခမန်းချက်များအရာ စကိုင်းနိုင်ဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထုံးပါမယ်။မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြည်တော်နှင့်ကယားပြည်နယ်တို့မှာနေရာကျဲကျဲပဲခူးတိုင်းဒေသကြီးနှင့်အေယာဝေတိုင်းဒေသကြီးတို့မှာနေရာဆိတ်ဆိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပါမည်။ရွာရန်ရန်နှုံးပြည့်ပဲဖြစ်ပါသည်။ မိုးတင်အောင်ဖြစ်ပေါ်မှုအခြေအနေရာရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတင်အောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတင်အောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျွပစ်ခြင်းခရစ်စည်းလက်ခြင်းနဲ့မိုးတီကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။